မင်္ဂလာညချမ်းလေးပါရှင်ဒီဇင်ဘာလ၄ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အင်ချူမေပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့တောင်သူရေထံဆက်ကြေးလာကောက်တဲ့တက်ချက်ကြီးတအုပ်အရှင်ဖမ်းဆီးခံရပြီးလာခဲ့တဲ့စစ်တပ်စစ်ကြောင်းမှတိုက်ခိုက်ခံရလို့6ဦးသေဆုံးကခဲရန်နဲ့စစ်သုံးဆောင်ပြည်စီများတင်းစီရရှိတဲ့သတင်းရွေးကောက်ပွဲစမ်းကြိမ်ကြောင်းရေးထားတဲ့လက်ကမ်းစာဆောင်ကိုကောက်ယူဖတ်ကြည့်မိတဲ့လူငယ်သုံးဦးကို စစ်ကောင်မရှင်ကဖမ်းဆီးထားပြီးနှစ်ဦးကိုစစ်မှုထမ်းထဲထည့်တယ်လို့ဆိုတဲ့သတင်းစင်ကိုင်းမြို့နယ်မှာဖျားတဲဖို့ရက်ရွေးပြီးပြန်လာတဲ့မိသားစုကားနဲ့ရထားတိုက်မိလို့၃ဦးသေဆုံးက၂ဦးပြင်းထန်ဒဏ်ရာရရှိတဲ့တွင်စစ်ကောင်းဆောင်ကစစ်တပ်ကတို့တင်တန်းစင်ပွဲမှာတရားမျှတပြီးတိုက်ခါရှိတဲ့ရွေးကောက်ပွဲကြီးပြုလုပ်ဖို့ကြိုးပမ်းနေကြောင်းထုတ်ပြန်ပြောကြားတဲ့တွင် ဖရိဖောကျောင်းသူလေးကို အာဓမ္မပြုခြင်းခဲ့တဲ့အိန္ဒိချင်းအမျိုးသားကိုထောင်ဒဏ်25နှစ်ချမှတ်တဲ့တဲ့င်။ကွယ်လွန်သူယာယီသမရဟာဥမြင့်ဆွေရဲ့မြေခွက်ကိုတမတ်ဖြစ်သူကအလွဲသုံးစားလို့ရောင်းစားခဲ့တာကြောင့်အမှုဖြစ်တဲ့တဲ့င်။မဲဒီလာမှာတကြီးပိုင်းတွေကိုကရော့မယ်လို့ဆိုကတိုးစေးတိုးပြီးရွှေရနဲ့ငွေတွေလိမ့်လဲယူတဲ့သူကိုဒုတိယအချိန်ထပ်မံဖမ်းဆီးရမိတဲ့တဲ့င်။ ယူကရိန်းအတွက်စီးရဲအကူအညီတွေဆက်ပေးမယ်လို့နေတိုးအဖွဲ့ပြောတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်သူတွေထမ်းဆက်ကြီးလာောက်တဲ့တက်ချက်ကြီးတအူအရှင်ဖမ်းဆီးခံရပြီးလာခဲ့တဲ့စစ်တပ်စစ်ကြောင်းမှတိုက်ခိုက်ခံရလို့6ဦးသေဆုံးကခဲရနဲ့စစ်သုံးဆောင်ပစ္စည်းများတင်းစီရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲဘကိုးတိုင်းရေတာရှိမျိုးနဲ့စစ်တောင်းမြေအနောက်ဘက်ခြမ်းမှာရှိတဲ့တောင်သူတွေထံကလည်းအခကျင်းဝင်လာောက်တဲ့အာနာသိန်းစစ်တပ်ရဲ့တက်ချက်ကြီးတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ရေတာရှိမျိုးနဲ့တက်ရင်3500လေးကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီဝန်းကျင်ကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လုံခြုံရေးတပ်ခွဲနှစ်ကတက်ချက်ကြီးမြင့်တွင်ကိုတပ်ပိုင်မြေအဖြစ်တင်စီထားတဲ့မြေယာတွေကိုတိစားလောက်ကင်နေတဲ့တောင်သူတွေထံမှာအခကျင်းငွေလာရောက်သိမ်းယူကြောင်းသတင်းရရှိလို့ တခွဲချဲကြေးရွာအယောက်မှာဖမ်းဆီးထိန်းသိမ်းခဲ့တာလို့သိရပါဗျ။အဆိုပါတက်ချက်ကြီးမြင့်လွင်ထံမှာလက်ပြဘုံသုံးလုံး၊၎င်းကင်ဆောင်နဲ့တပ်သေးကန်ကပ်ပြားနဲ့ငွေသားထောင်နေရကြ။ဖုံးနှလုံးနဲ့ကန်တာ၁၂ပေကာ၁၀ရိုးနဲ့အတူဖမ်းဆီးရမိခဲ့တာလို့သိရပါဗျ။တက်ချက်ကြီးမြင့်လွင်ကိုဖမ်းဆီးပြီးနိုဝင်ဘာလ26ရက်နေ့မှာစစ်ကောင်မရှင်တပ်ကအင်အား40ခန်းနဲ့ဒိုးတန်းကြေးရွာမှာကိုအောင်ကြေးရွာသို့၎င်းတပခ604မှာကာတုံးစီးနဲ့အင်အား80ခန်းဖြင့်တခွဲကျဲကျွာမှာစပားရိတ်သိမ်းပြီး လေကြားလမ်းအတိုင်းကိုုံကြီးရွာဝမ်းမာကြီးကြီးရွာဘက်ကို၎င်းစစ်ကြောင်းထိုးလာခဲ့တာလို့သိရပါဗျ။ထို့သောစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုရေတာရှည်မြို့နယ်အခြေဆိုင်တရင်3500လေးနဲ့ရေတာရှည်မြို့နယ်ပကပတို့ကပူးပေါင်းပြီးတရင်ရလျင်ရချင်းမိုင်းများဖြင့်အတင်းဆောင်ကိုတိုက်ခိုက်ခဲ့ရာနှစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ပွဲအတွင်းစစ်တပ်ဘက်မှ6ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကအထိခိုက်မရှိဆောင်ရွက်နိုင်ခဲ့တဲ့အပြင် စစ်တပ်စစ်ကြောင်းမှာအီနာဂါဘုံဒီနှလုံးလက်ပစ်ဘုံနှလုံးအီကွေးမန့်နှစုံ MA 11ကြီးပေါက်တစ်ခုအုတ်ထုတ်နှလုံးနဲ့9.56ဒသမ56ကြီး89တောင်းလို့ကိုလည်းတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ကြအရာသိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အုံလေးနဲ့ရွေးကောက်ပွဲဆန့်ကျင်ကြောင်းရေးထားတဲ့လက်ကမ်းစာဆောင်ကိုကောက်ယူဖက်ကြည့်မိတဲ့လူငယ်သုံးကိုစစ်ကောင်မရှင်ကဖမ်းဆီးထားပြီးနောက်ဦးကိုစစ်မှုထမ်းနဲ့ထိလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မုံကြီးနယ်ကြိုက်ထုံမြို့နယ်မှာ ရွေးကောက်ပွဲစတင်ကြောင်းလှုပ်ရှားမှုလုပ်တဲ့လက်ကမ်းစာဆောင်တွေကိုကောက်ယူဖက်ကြည့်မိတဲ့လူငယ်တွေကိုစစ်ကော်မရှင်တပ်ကနေအိမ်တွေကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီးဒီကနေ့အထိပြန်လည်မပေးသေးဘူးလို့သိရပါတယ်။နိုဝင်ဘာလ28ရက်နေ့ကကြိုက်ထုံမြို့နယ်ကော့ထင်းကျေးရွာမှာရွေးကောက်ပွဲဆန်းကျင်ကြောင်းလက်ကမ်းစာဆောင်ကျဲချခဲ့တဲ့လှုပ်ရှားမှုဖြစ်စဉ်မှာလူငယ်သုံးဦးကအဆိုပါလက်ကမ်းစာဆောင်တွေကိုကောက်ယူဖက်ကြည့်မိခဲ့တယ်လို့သိရပြီးအဲ့ဒီကောက်ယူဖက်ကြည့်တဲ့လူငယ်တွေကိုဒီဇင်ဘာလ2ရက်နေ့မှာနေအိမ်တွေအထိလိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ လက်ကမ်းစာဆောင်တွေကိုကောက်ပြီးကလေးတွေကဖတ်တာအဲ့ဒါကိုတယောက်ယောက်ကမြင်ပြီးစစ်တပ်ကိုတိုင်နေထင်တယ်စစ်တပ်ကလာပြီးဖမ်းတာသူတို့သုံးယောက်ကိုတယောက်ကတော့ပတ်စံရှိတော့တင်းချီပေးပြီးရွေးနိုင်လိုက်တယ်ကျန်တဲ့ယောက်ကိုတော့ဂုထီလွတ်မပေးသေးဘူးတက်ထဲပို့တယ်လို့လို့ပြောနေတယ်လို့ဒေသခံတူကပြောပါတယ်ဒီဇင်မာလာ၂ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်မရှင်အဖွဲ့တွေကကော့ထင်းကျွရတဲ့ဝင်ရောက်တက်ဆွဲပြီးလူငယ်သုံးဦးကိုဖမ်းဆီးခဲ့ကဒီဇင်မာလာ၃ရက်နေ့မှာ လူငယ်၃ဦးရဲကဗီယာဆိုင်ပိုင်ရှင်ရဲ့တားဖြစ်သူကိုငွေကြေးယူပြီးပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။သူတို့လက်ကမ်းစာဆောင်ကောက်ပြီးဖတ်တာကိုဒလန်ကတက်ကိုသွားတိုင်းတာ။အဲ့ဒါကြောင့်ဝင်ဖန်းခံရတာ။သူတို့ကျဲတာပါဆိုပြီးပေါ့။အမှန်ကဒီကလေးတွေနဲ့ဘာမှမဆိုင်ဘူး။ကော့ထေးရွာထေးကဗီယာဆိုင်ပိုင်ရှင်ဥတာဘောရဲ့တားကတော့ငွေပေးနိုင်လို့မနေ့ကလွတ်လာတယ်။ကြံနှစ်ယောက်ကတော့မလွတ်သေးဘူးလို့ဒေသခံတူကပြောပါဗျ။လက်တလုံးမှာဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲကကြံနှစ်ဦးကို မော်လမြိုင်မြို့အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်လောက်ခံအမှတ်6လေ့ကျင့်ရေးကျောင်းကိုပို့လိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပြီးနိုင်ငံတော်မှာရွေးကောက်ပွဲပြက်ပြားအောင်လုံခြုံဆန့်ကျင်နေဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်မရှင်ကမတရားဖမ်းဆီးထားတယ်။ဖမ်းဆီးခံရသူပြည်သူတွေနဲ့အမှုပညာရှင်တရားကျော်ရှိတယ်လို့သိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့စင်ကိုင်းမြို့နယ်မှာဖျားတယ်ဖို့ရက်ရွေးပြီးပြန်လာတဲ့မိသားစုကနဲ့ရထားတိုက်မိလို့၃ဦးသေဆုံးက၂ဦးပြင်းထန်ဒဏ်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းစင်ကိုင်မြို့နယ်မှာယထားလမ်းကိုဖျက်ကူးတဲ့အင်စီကားကိုယထားကဖျက်တိုက်လို့၃ဦးသေဆုံးက၂ဦးထဏ်ရာပြင်းထန်ရခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ၃ရက်နေ့မနက်၈နာရီကန်ကစင်ကိုင်မြို့နယ်ပတ္တာရွာအနီးကရန်ကုန်မန္တလေးယထားလမ်းပေါ်မှာအခင်းဖြစ်ခဲ့တာလို့သိရပြီးယထားလမ်းဟာခြံရွေကွယ်နေတာကြောင့်ယထားလာတာမသိဘဲနေကံမဟုတ်တဲ့အင်စီကားဟာဖြတ်မောင်းမိရာကကုလို့တိုက်မိတာလို့သိရပါဗျ။ယထားလာတာကိုမသိလိုက်ဘဲဖြတ်မောင်းတာယထားလမ်းပိတ်တဲ့တံတားတွေမရှိတာရဲ့ ခြုံတွေ꿰နေတော့ကားတွေကမမြင်ရတာရဲ့ကြောင့်ခုလိုဖြစ်သွားတာလို့ဒေသခံတူကပြောပါတယ်။ရထားနဲ့အတိုက်ခံရတဲ့အင်စီကဟာဖျားတဲဖို့အတွက်ရက်ကောင်းသွားရပြီးအပြန်လမ်းမှာခုလိုအက်ဆီဒန့်ဖြစ်တာလို့သိရပြီးကားပေါ်ပါလာတဲ့၅ဦးထဲက၃ဦးကနေရာမှာပဲသေဆုံးခဲ့တယ်လို့သိရပါတယ်။ရထားနဲ့တိုက်တဲ့အချိန်အရန်ပြင်းနေဒိန်းဆိုပြီးတစ်ချက်တည်းရထားနောက်ကားပါပါသွားတာနှထိုးကြီးဘက်ကလာကြတာဖျားတဲဖို့ရက်ရွေးပြီးပြန်ကြတာလို့ပြောတယ်လို့ဒေသခံတူကပြောပါတယ်။ တေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုစင့်ကိုင်းမျိုးနဲ့ပြည်သူစေယုံကြီးကိုပရိုက်တာဖွဲ့ရင်တွေပို့ခဲ့ကြတယ်လို့သိရပြီးတေဆုံးသူတွေဟာနှထိုးကြီးမျိုးနယ်ကဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Grave War အကြောင်းသူလေးကိုအာရမပြုခြင်းခဲ့တဲ့အင်ဂျင်အမျိုးသားကိုထောင်နဲ့25နှစ်ချမှတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းအင်းတကော်မျိုးနယ်ကျွဲကုန်းရွာမှာအသက်17နှစ်အရွယ်သမီးလေးကိုအကြိမ်ကြိမ်အာရမပြုခြင်းခဲ့တဲ့အသက်30ဝန်းကျင်အမျိုးသားကို အဘိုးခရိုင်တရားရုံးကထောင်နှံ25နှစ်ချမှတ်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကအင်းတကော်မြို့နယ်ကျွဲကုန်းရွာကကျွဲကုန်းမူလာတန်းအကြောင်းမှာကြောင်းတက်နေတဲ့ Braver အကြောင်းသူအသက်17နှစ်အရွယ်မင်းကလေးတဦးရဲ့မိမပိုကနေသွေးတွေကျဆင်းနေတာကြောင့်ကျောင်းဆရာမဖြစ်သူကမိဘတွေကိုခေါ်ယူအသိပေးခဲ့ပြီးမိဘနဲ့ဆရာမပူပေါင်းကကလေးမလေးကိုခေါ်ယူမေးမြန်းကြရတာကအိမ်နီးချင်းဖြစ်သူရဲ့အကြိမ်တိုင်အာရမပြုကျင်တာခံရတာကြောင့်လို့သိရပါဗျ။ဆရာမကမြင်တာနဲ့သူမိဘတွေကိုကြောင်းခေါ်ပြီး ဆရာနဲ့မိဘကလေးမာလီကိုမိကြတာပေါ့အမသူ့ကိုစက်တင်ဘာလ15ရက်နေ့ကတည်းကစက်တင်ဘာလ16ရက်နေ့အထိ၃ချိန်လောက်အာရမပြုကျင်တာပေါ့တာစက်တင်ဘာလ18ရက်နေ့မှာမိဘနဲ့ဆရာကရဲသွားတိုင်ကြတာလို့ဒေသခံတဦးရဲ့ပြောကြားချက်အရာသိရပါတယ်အာရမပြုကျင်သူမှာအိန်းကြီးချင်းဖြစ်သူနိုင်လင်းဝေခေါ်နိုင်နိုင်ဆိုသူအသက်30ခန့်ရှိတယ်လို့သိရပြီးစက်တင်ဘာလ18ရက်နေ့မှာရဲကနေအိမ်မှာလာဖမ်းခဲ့ပြီးစစ်ဆေးရာအာရမပြုကျင်တာ၃ချိန်ခန့်ရှိတယ်လို့သိရပါတယ် ရဲကစစ်တာ၃ချိန်လို့ပြောတယ်။သူ့ကိုဒိုင်ဦးအချုပ်ထောင်မှာထားပြီးစစ်တာ၃လလောက်ကြာတယ်။မနေ့ကတော့အမိန်ချလိုက်တယ်။ပုံမတွေကိုတစ်ခုစီခွဲချတာ။တမှုကို၅နှစ်စီတတ်တ်ခွဲချလိုက်တာလို့ဘကိုးခရိုင်တရားရုံးနဲ့နှိစက်သူတဦးကပြောပါရတယ်။ဒီဇင်မာလ၃ရက်နေ့မှာအာရမပြုကျင့်သူတရက်ခန်ကိုဘကိုးခရိုင်တရားရုံးကထောင်နန်း25နှစ်ချမှတ်ခဲ့တယ်လို့သိရပြီးရာသက်သက်ကြီးပုံမှာ386အရာအလုံးနဲ့ထောင်နန်း20နှစ်ပုံမှ389ဓမ္မတာနဲ့ဆန့်ကျင်သောလိင်ဆက်ဆံမှုအရာ အလုံးနဲ့ထောင်ဒဏ်၅နှစ်စီတရားကြခံစီဖို့အမိန့်ချမှတ်ခဲ့တာလို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အုံနေနဲ့ကွယ်လွန်သူယာယီသမရဟာဦးမြင့်စွေပိုင်ဆိုင်တဲ့မြေကွက်ကိုတမတ်ဖြစ်သူကအလွဲသုံးစားလောက်ရောင်းစားခဲ့တာကြောင့်အမှုဖြစ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကွယ်လွန်သွားပြီဖြစ်တဲ့ယာယီသမရဟာဦးမြင့်စွေပိုင်ဆိုင်တဲ့မြေကွက်ကိုတမတ်ဖြစ်သူဦးတာယာမြင့်စွေကကြံရှိတဲ့မိသားစုဝင်တွေကိုအတိမပေးပဲရောင်းစားခဲ့တာကြောင့်ခုနှစ်ရအတွင်းလာရောက်ဖြည့်ရှင်ရဦးမြင့်စွေရဲ့ဇနီးဖြစ်သူဒေါခင်တက်ထေးက ရနေ့ထုတ်သတင်းစာတွေမှာထည့်သွင်းကြေညာခဲ့ပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အကွက်အမှတ်မ50ကိုဥပိုင်အမှတ်31 area 3.33နဲ့အကျယ်ရှိတဲ့မြေကွက်ဟာကွယ်လွန်သူယာယီသမရဟောင်းဦးမြင့်စွေ အမည်ပေါင်းနဲ့ပိုင်ဆိုင်ထားတာဖြစ်ပြီးအဆိုပါမြေကွက်ကိုမြို့သူတအူးတယောက်ကိုမြအမွေစားအမွေခံပေးကမ်းထားတာလွှဲပြောင်းထားတာမရှိဘူးလို့ဆိုပါတယ်။ဦးမြင့်စွေရဲ့သမီးဒေါခင်တထားစွေရဲ့ယောက်ျားဖြစ်သူဦးတာယာမြင့်စွေကို ရန်တက်တန်းကုံဆုံးမှုအတော်တက်တန်းတို့ဆောင်ရွက်နိုင်ရန်ကိုယ်စလဲလွဲပြောင်းပေးခဲ့ခြင်းသာဖြစ်ပြီး၎င်းကိုယ်စလဲလွဲစာကိုအသုံးပြုကကျန်ရစ်သူမိသားစုဝင်တွေကိုအတိမပေးဘဲအလွဲသုံးစားပြုလို့ရောင်းချခဲ့တာလို့ဆိုပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးဥတ္တရာမြင့်ဆွေနဲ့ပူပေါင်းပါဝင်ပတ်သက်သူတွေအနေနဲ့ယခုသတင်းစာကြေညာသည့်ရက်မှ9ရက်အတွင်းလာရောက်ဖြေရှင်းရနဲ့ဖြေရှင်းခြင်းမရှိဘဲတိန့်ဆောင်ပြက်ကွက်ခဲ့ပါကတီဇဲဥပဒေလှုပ်ထုံးလုပ်နည်းများအရာ ပါဝင်ပသက်သူတွေအားလုံးကိုတရားစွဲအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိထီလာမှာတကြီးပိုင်းတွေကိုကရော့မယ်လို့ဆိုကတိုးစင်းနဲ့တူပြီးရွှေရည်နဲ့ငွေတွေလိမ့်လည်ယူတဲ့သူကိုဒုတိယအချိန်ထပ်မံဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိထီလာမြို့နယ်ကမြို့ပေါ်ရပ်ကွက်တွေမှာပင်စင်စားတကြီးရွယ်အိုတွေနဲ့မိသားစုဆွေမျိုးမရှိဘဲတိတဲ့နေထိုင်သူတကြီးပိုင်းတွေကိုပြစ်မှတ်ထားတာ တို့ဈေးနဲ့လိမ်လည်သူကိုမနေ့ကဒုတိယအကြိမ်ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလပထမအပတ်ကစတင်ကမေဒီလာမျိုးပေါ်ရက်ကွက်တော်တော်များများမှာတက်ကြီးပိုင်းတွေနေတဲ့အိမ်တွေကိုအဓိကပြစ်မှတ်ထားကတက်ကြီးပိုင်းတွေကိုပန်ကအဲကိုလာကော်ဇော်၊မွေရာတွေလူချင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့နေအိမ်ထဲဝင်ကတို့ဈေးနဲ့တို့ပြီးအိမ်အတွင်းထဲကရွှေရည်နဲ့ငွေကြေးတွေလည်ယူခဲ့တဲ့သူကိုနိုဝင်ဘာလ30ရက်နေ့ကပထမအကြိမ်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။တို့ဈေးနဲ့လိမ်နေတဲ့သူကိုပြူစောတီနဲ့ပြည်သူစစ်တွေကလိုက်ဖမ်းတာမိတယ်။ ဖန်နှုံကဒံရပြင်းပြင်းထန်ထန်ရတာရှိတယ်။အုတ်တိုင်းပေါ်ကပြုတ်ကြတာခြေထောက်တစ်ဖက်နဲ့နေရာတော်တော်များများပုံးပယ်သွားတာ။သူငားနေတဲ့ကြီရောကုန်းရက်ွက်ဝမ်းတော်ပြည့်တူးချဲ့မြေထဲမှာပဲဖမ်းမိတာ။ညပိုင်းပေါ်လို့ဒိသခံတူကပြောပါရယ်။ဖမ်းစည်းစဉ်ရရှိခဲ့တဲ့ဒံရတွေကြောင့်မိထီလာစေယုံမှာစေကုသပေးနေခြင်းဒီဇင်မာလ3ရက်နေ့မနေ့ကမနက်အစောပိုင်းမှာစေယုံကနေထွက်ပြေးခဲ့တယ်လို့သိရပြီးဒီဇင်မာလ4ရက်နေ့ဒီကနေ့မနက်မှာပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်။အိမ်သာသွားခြင်းနဲ့ပြောတာနဲ့ရဲတွေကလိုက်ပို့တာ။ အိမ်သားတွေကထွက်ပြေးတာမနက်6ခွဲလောက်အဲ့ဒါနဲ့ရဲတွေနဲ့ပြည်သူစစ်တွေကလိုက်ရှာကြတာဒီနေ့နေ့လယ်17လောက်ပြန်ဖမ်းမိတယ်တောမကြီးရွာအုပ်စုလက်ပံကောင်းကြီးရွာမြောက်ဘက်ကတောထဲမှာမိတာလို့ဒေသခံတူကပြောပါတယ်ဖမ်းဆီးခံရသူဟာကိုဝေယံဖြိုးအောင်အသက်32နှစ်ဖြစ်တယ်လို့သိရပြီးပုံမှ380နဲ့ရဲကအမှုခွင့်ထားတယ်လို့သိရကတရခံကိုမိထီလာမျိုးမှရဲစခန်းမှာဖမ်းဆီးချုံနောင်ထားတယ်လို့သိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်းဆောင်ကစစ်တပ်ကတို့တင်နန်းစင်းပွဲမှာတရားမျှတပြီးတိုက်ခါရှိတဲ့ရွေးကောက်ပွဲကြီးပြုလုပ်ဖို့ကြိုးပမ်းနေကြောင်းထည့်သွင်းပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစစ်ကောင်းဆောင်က မနေ့ကပြုလုပ်တဲ့စစ်တပ်ကတို့ဘိုလောင်အမှတ်စဉ်69တင်နန်းစင်းပွဲမှာရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုထည့်သွင်းပြောကြားခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်းဆောင်က မကြာခင်ရက်ပိုင်းအတွင်းမှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာနိုင်ငံရေးပါတီများတရားမျှတစွာပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများမပုံတည်ခြင်းဥပဒေနဲ့နီးဥပဒေများကိုအသိပြင်းစင်ပြဌာန်းခဲ့ပြီးဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကိုလည်းနိုင်ငံတော်ကနေအချိန်နဲ့တပြေးညီဖော်ပြပေးလျက်ရှိတယ်လို့ပြောကြားခဲ့တာပါဆန္ဒမဲပေးဖို့နဲ့ပတ်သက်ပြီးတော့လည်းအခုကျင်းပမဲ့ရွေးကောက်ပွဲကြီးမှာဥပဒေနဲ့အညီမဲပေးဝတ်မရှိသူများမှအပါကျန်တဲ့ဆန္ဒမဲပေးကိုင်ဝင်ရှိသူအလုံးလွတ်လပ်စွာဆန္ဒမဲပေးကြရမှာဖြစ်ကြောင်းနဲ့မိမိတို့ရွေးချယ်မဲ့ရွေးကောက်ပွဲကိုယ်စားလှယ်များအားနိုင်ငံရေးအကျိုးကိုအမှန်တကယ်ဆောင်ရွက်နိုင်သူ ဒေါတာဝင်အရေးသုံးပါးကိုအမှန်တကယ်ထိမ့်သိမ်းစောင့်ရှောက်နိုင်သူနဲ့နိုင်ငံကားအောင်ဆောင်ရွက်နိုင်မဲ့သူတွေဖြစ်ဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေကိုလည်းပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီနိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနဲ့တရားမျှတစွာဝင်ရောက်ရှင်ပြိုင်ကြဖို့ကိုလည်းထည့်သွင်းပြောကြားခဲ့ပါသေးတယ်။စစ်ကောင်းဆောင်ကတော်လှန်ရေးအင်အားစုတွေကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့လွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီးတိတ်ခါရှိတဲ့ရွေးကောက်ပွဲအဖြစ်အောင်မြင်စွာကျင်းပနိုင်ရေး ဖပောင်းဆောင်ကကျူပန်းလှုပ်ဆောင်နေတဲ့အချိန်မှာနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့ကရွေးကောက်ပွဲကိုအဟန့်အတားဖြစ်စေရင်နီလန်းမျိုးစုံနဲ့လှုပ်ဆောင်နေကြတာကိုလည်းသတိပြုကြဖို့လိုကြောင်းနဲ့ရွေးကောက်ပွဲမှာပြည်သူဆန္ဒမဲနဲ့ရွေးကောက်တင်မြောက်တဲ့အစိုးရတရဖြစ်ပေါ်လာခဲ့ရင်လက်ရှိနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့အဖြတ်အမောက်အကြမ်းဖက်သမားတွေအနေနဲ့သူတို့ရှေ့ဆက်ရက်တီဖို့ခက်ခဲလာနိုင်တာကြောင့်ရွေးကောက်ပွဲကိုအနောက်ရှက်ဖြစ်အောင်အခုလိုလှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့တာကိုလည်းတွေ့ရပါဗျာ။ ရွေးကောက်ပွဲနီးတဲ့အချိန်မှာဒီအကြောင်းကိုခုလိုထည့်သွင်းပြောကြတာကတော့မထူးဆန်းပါဘူး။ဒါပေမဲ့တရားမျှတပြီးတိတ်ခါရှိတဲ့ရွေးကောက်ပွဲဆိုတာကတော့ရည်စရာကောင်းပါတယ်။တရားမျှတတယ်မမျှတဘူးဆိုတာကတော့ပြည်သူတော်တော်များများသိနေကြတာပဲ။သူတို့ကကောင်းတာလုပ်နေတာကိုတော်လိုင်းအဖွဲ့တွေဘက်ကဟန်တာဖျက်ဆီးရဲဆိုတာကတော့တသက်ဝါရဖြန့်တဲ့စကားကြီးပါ။ရွေးကောက်တင်မြောက်တဲ့အစိုးရဆိုတာကလည်းသူတို့အစိုးရပဲဖြစ်မှာ။ ပြည်သူဆန္ဒမဲနဲ့ဆိုတာကကြားကောင်းအောင်ပြောတာပဲလို့ပြည်သူတအုပ်ကမြို့တော်ကိုပြောပါရယ်စစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပဖို့အသေးအတန်ကြိုးစားနေပြီမယ်နေရာတော်တော်များများမှာတော့ပြည်သူလူထုကတရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းနီလန်းအမျိုးမျိုးနဲ့ဆန္ဒဖော်ထုတ်နေကြတာကိုလည်းတွေ့နေရပါရဲ့ရှင် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းအတွက်စီးရဲအကူအညီတွေဆက်ပေးမယ်လို့နေတို့အဖွဲ့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်နေတို့အဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးတွေဟာဗော်ဒါဦးနေကဘရက်ဆဲမှာတွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက်စီးရဲအကူအညီတွေဆက်ပေးမယ်လို့ထပ်မံအတည်ပြုလိုက်ပါတယ်။အမေရိကန်ဥဆောင်နေတဲ့ယူကရိန်းညီညာရေးအစီအစဉ်ကိုအထူးကြိုဆိုတယ်လို့မက်ကယူတီကပြောပါတယ်။ဒါပေမဲ့လည်းလက်ရှိအခြေအနေမှာတော့ဒီအစီအစဉ်အောင်မြင်မှုကိုအမှမခံနိုင်သေးဘူးလို့ဆိုပါတယ်။ပြည်ပခါကိုဖြည့်ရှင်းဖို့အတွက်အရေးကြီးပြီးအမေရိကန်ပြည်ထောင်စုရဲ့ကြိုးပမ်းမှုကိုထောက်ခံပေးမယ်။ဆွေးနွေးပွဲတွေဆက်လက်လှုပ်ဆောင်နေချိန်မှာယူကရိန်းအပေါ်စီးရဲအကူအညီပေးမဲ့ဂရီကဝတ်ကိုနေတို့အဖွဲ့အနေနဲ့ရဲရိုက်မှာမဟုတ်ဘူးလို့မက်ကယူတီကပြောပါတယ်။ ရုရှားအပေါ်ဖိအားပုံမှုလိုအပ်ကြောင်းသူကအလေးပေးပြောကြားခဲ့ပြီးနိုင်ငံတွေအနေနဲ့ယူကရိန်းအတွက်အမေရိကန်လက်နက်တွေဝယ်ယူခွင့်ပြုတဲ့အစီအစဉ်တစ်ခုကို NATO ကအရှိန်မြင့်သွားမယ်လို့လည်းဆိုပါတယ်နေတိုးဘက်ဝင်မဟုတ်တဲ့ဩစတြေးလျနဲ့နယူးဇီလန်တို့လည်းကြိုးပမ်းမှုမှာပါဝင်မယ်လို့ပြောပါရယ်။နေတိုးနိုင်ငံသားရေးဝင်ကြီးတွေတွေ့ဆုံဆွေးနွေးပွဲမှာယူကရိန်းနိုင်ငံသားရေးဝင်ကြီးအင်ဒရီစီဘီဟာလည်းတက်ရောက်ခဲ့ပြီးငြိမ်းချမ်းရေးကြိုးပမ်းမှုမှာဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းပြောကြားခဲ့ပါရယ်။ ဒီတော့အတွင်းအမေရိကန်အထူးတန်တမန်စတီဝစ်ကောဟာယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲယက်စတန်ယူမီယော့နဲ့မိုင်ယာမီမှာဒီကနေ့တွေ့ဆုံဆွေးနွေးမယ်လို့အင်ဂျီရောကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။အင်္ဂါနေ့ကမော်စကိုမှာရုရှားသမ္မတပူတင်နဲ့စတီဝစ်အော့ဖ်တို့၅နာရီနီးပါးကြာတွေ့ဆုံပြီးရနော်။စတီဝစ်အော့ဖ်ဟာယူကရိန်းနဲ့ထပ်မံတွေ့ဆုံတာဖြစ်ပါတယ်။ပူတင်နဲ့တွေ့ဆုံဆွေးနွေးပွဲမှာတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းမှုတွေမှာသဘောတူညီချက်မရရှိခဲ့ပါဘူး ဒီဆွေးနွေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သမတ်ကူရှနာလည်းတက်ရောက်ခဲ့ပြီးဆွေးနွေးပွဲဟာကြိုးကြောင်းစီလျော်စွာကောင်းမွန်တယ်လို့ထရန့်ကပြောဆိုထားပေမဲ့ဘာဖြစ်မယ်ဆိုတာကိုပြောဖို့စောလုံးသေးတယ်လို့ဆိုပါတယ်ရှင်မျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မျိုးတော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။